ဘူးလက်လှဆွေဟာသူတို့လောက်ကြမဲ့အတူရောင်ရွေးကောက်ပွဲကြီးရဲ့မဲစင်းတွေဟာကမောက်ကမဖြစ်နေတယ်လို့အော်တိုဘားလ9ရက်နေ့မှာထုတ်ပြောလိုက်တော့တော်တော်လေးရွရွတည်တည်ဖြစ်သွားပါတယ်။မှားတာကလည်းဟာသမြောက်လောက်ကပောက်တိကပောက်ချာဖြစ်နေတယ်ဆိုတာကိုရုံလုံးပေါ်အောင်ပြောသွားပါတယ်။ဘူးလက်လှဆွေဒီလိုပြောတာကတိတ်မဆမ်းပါဘူး။ပွဲစုအောင်လူစိတ်ဝင်စားအောင်ဖြွားတဲ့အဆွတ်တက်တာကသူ့အကျင့်ပါ။ပခောက်ကူနယ်ဘက်ကဆက်ယုံကိုလက်နဲ့ဆက်ယုံလို့ပြောမဲ့စားတိုင်းချစ်ပြီးချစ်စိတ်နဲ့ငံပြရေးဆက်ယုံလို့ခေါ်တဲ့လေလို့ ပြောတဲ့အတွက်ငံပြာရီလှဆွေလို့နာမည်တွင်ခဲ့ဘူးလို့ Jennifer Lopez ရဲ့ဖင်ကိုအမခံထားတဲ့အကြောင်းပြောလို့ဖင်နီချန်လှဆွေလို့လည်းနာမည်တွင်ခဲ့ဘူးပါတယ်လူအများသိကြတယ်လို့သူကိုယ်တိုင်ကလည်းကြည်ကျင်နဲ့နဲ့လက်ခံထားတဲ့နာမည်ကတော့ဘူးလက်လှဆွေပါ KIA ကိုရွှေလက်နဲ့ခေါ်လို့မရလို့ရှိရင်ဘူးလက်နဲ့ခေါ်မယ်လို့ပြောလို့တွင်ထားတဲ့နာမည်ပါသူ့နာမည်တွေကသူ့စိတ်ကိုဖော်ပြနေပါတယ်တေချာတာကတော့ဘူးလက်လှဆွေဟာစေအုပ်စုရဲ့အမားကန်းလူပါအခုမဲစင်းအကြောင်းပြောတာတွေကလည်း ။ तू လုံနေကြအပေါ်စားဝါရဖြတ်ချည်ရဲ့အလုပ်ကိုလုပ်တာပါပဲ။ तू ပြောပုံကိုပဲကြည့်ပါ။ကျွန်တော်တို့အမဲစင်းတွေကတ်ထားသွားကြည့်တယ်။သွားကြည့်တော့တော်တော်များများလွဲနေတွေ့။ဘလို့လွဲရတယ်ဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးလိုက်။အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူး။ အကွာတာကတော်တော်ကွာတယ်900မှာ300လောက်ကွာဒါဒါအသိပ်အသိပ်မကောင်းဘူးနော်ရွေးစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်ရှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်လား12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့နော်ဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရမယ်ဥမာလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှုတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရင်မှုရဲ့မိသားစုကမဲစင်းမပါဘူး ကျန်တဲ့ကျန်တဲ့လူတွေပြောမနေနဲ့အဲ့လိုဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့နောက်တစ်ခါလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စလေတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမှားနေတော်တော်ကိုပြန်ပြင်းရမယ်မဲစင်းနေမှားနေရလို့ပြောတယ်ဒါပေမဲ့ तू ပြောပုံကမယိုးပါဘူး မတာက2020တုန်းကတုံးတဲ့ medicine ကိုတုံးလို့မတာလို့ဆိုပါတယ်သဘောထားပါပါတယ်2020တုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်တဲ့ medicine တွေမတယ်ဆိုတော့သူတို့စစ်အုပ်စုကပြောတဲ့နိုင်ငံကျော်မှုသားကြီးကိုရှေ့ကခံပြီးတော့ပြောတာပါလွတ်တော်ကိုယ်စားလှယ်တွေရဲ့မိသားစုတွေတောင်အခု medicine နဲ့မှမပါဘူးလို့သူပြောပါတယ်နေပြည်တော်ကမင်္ဂလာဒီပရက်ကွက်မှာဆိုလို့ရှိရင်အုပ်ချုပ်ရေးမှုနာမည်တောင်မပါဘူးလို့လည်းပြောပါတယ်တခြားကစည်ရင်ဝေဝေလန်လန်ကစည်ရင်မဟုတ်ပါဘူးနေပြည်တော်ကစည်ရင်မှာ သူတို့နေတဲ့အိမ်ဘေးကလူတွေတောင်မှကြံခဲ့တယ်ဆိုတော့ကြံတဲ့နေရာတွေမှာဘလောက်တောင်တလဲတချော်ဖြစ်နေမလဲဆိုတာကိုတွေးကြည့်လို့ရပါတယ်။ဒါပေမဲ့သူလွတ်လိုက်တဲ့ကြက်ရက်ကတော်တော်ကြီးပါတယ်။နောက်ဆက်တွဲတွေလည်းထွက်လာပါတယ်။ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့နာမည်တောင်မဲပေးခွင့်ရှိသူဆင်းထဲမှာမပါဘူးဆိုတာလည်းထွက်ပေါ်လာပါတယ်။ရွေးကောက်ပွဲကိုယ်စားလှယ်မိသားစုတွေရဲ့နာမည်ပါပြီးတော့ကိုယ်စားလှယ်ရဲ့နာမည်မပါဘူးဆိုတဲ့နေရာတစ်နေရာလည်းသတင်းထွက်လာပါတယ်။ဟာတာလည်းမြောက်ပါတယ်။ပေါက်ပန်းစေး လောက်ရက်တွေဟာလဲတော်တော်မြင်သာထင်သာရှိသွားအောင်ကိုပေါ်လွင်ပါတယ်။သူများကိုမဲစင်းတွေမှားလို့ပါဆိုပြီးတော့အာနာတိတ်ထားတဲ့စစ်အုပ်စုအတွက်အကြီးအကျယ်အဆက်ကွဲရတဲ့အဖြစ်အပျက်ကြီးလည်းဖြစ်သွားပါတယ်။ဘူးလက်လှဆွေကြောင့်စစ်အုပ်စုရဲ့တိတ်ခါဟာမြောင်းနေရောက်သွားတာကတော့အမှန်ပါပဲ။ဒါပေမဲ့ဘူးလက်လှဆွေရဲ့ရည်ရွယ်ချက်ကစစ်အုပ်စုတိတ်ခါကိုမြောင်းနေရအောင်ပို့ကျင်တဲ့ရည်ရွယ်ချက်တော့ဟုတ်ပုံမရပါဘူး။သူတိတ်ခါတက်စီကျင်တဲ့ရည်ရွယ်ချက် ဖြစ်ပုံရပါတယ်။ဘူးလက်လှဆွေက အမှန်ကိုတော့ပြောဖို့ရသားပဲလို့လူတချို့ကထင်အောင်ထင်မှဖြစ်သွားအောင်ထပြောတာပါစရုပ်စုမြောင်းနဲ့ရောက်ဖို့သူမီးရွယ်ပါဘူးဘာလို့မီးရွယ်တယ်လဲဆိုတော့အဲ့လိုလုံးလို့သူ့အတွက်အကျိုးမရှိလို့ပါစရုပ်စုနဲ့ကြန့်ဖွက်ဆိုတာကအမီးချင်းချီထားတဲ့မြောင်းနဲ့ကြားလို့ပါပဲတကောင်မြောင်းနဲ့ရောက်ရင်နောက်တကောင်ကလည်းဒရွတ်တိုက်ပါသွားမှာပါအဲ့ဒါကြောင့်သူ့မှာအဲ့လိုရည်ရွယ်ချက်မရှိလောက်ဘူးလို့အမှတ်ဆရပါတယ်သူ့လုပ်ပုံကိုလည်းကြည်ပါအဖွက်နဲ့အပိတ်နဲ့ပါသူဟာမာယာများပါတယ်ပြည့်ရများပါတယ်ညဏ်ညဏ်နဲ့တော်တော်သုံးတဲ့လူပါ ဲ့ဒါကိုသူထပ်ပြောတဲ့ဗီဒီယိုနားထောင်ကြည့်လို့ရှိရင်သိနိုင်ပါတယ်အဲအရင်တော့ UEC ဆိုရင်သူတို့အပားတွေပါကြီးထောက်ပြရင်အားတရင်တော့မဟာလီကိုအဲကိုမြင့်နိုင်တို့ဟိုလာသိန်းတို့ဟာအားတဲ့အားတဲ့ဘာလာမင်းညာလဲဝဒီယာနောက်ဆက်မှုနဲ့ရယူခါမယ်ပါအဲ့လိုချိန်ချောက်တာဗျအခု UEC ကအဲ့လိုမဟုတ်ကျွန်တော်တို့ဒီလိုလိုပဲကွဲလွဲမှုဖြစ်နေရဆိုချက်ချင်းကိုဗျာမနေ့ကခေါ်ပြီးတော့ ပြင်ပြီးတယ်ဗျာချက်ချင်းကိုပဲလာဝကထွေအုပ်ဒါဘီကောက်ပွဲကော်မရှင်လို့ခေါင်းချင်းဆိုင်ပြီးတော့ဘယ်မာရီဘယ်ရွာရီဘယ်ရွာရီဖြစ်နေရတယ်တခါလေပုံစံ၃နေပုံစံ၃ကြီးတွေပုံစံလေးတွေချက်ချင်းကိုပြင်ပြီးတယ်ဗျာပြင်ပြီးတော့ဒါရာနှုံးကြီးနီးပါးကိုမနီရတည့်ရထက်နဲ့တော်တော်များများပြန်တက်မှတ်သွားတယ်ဒါဒီလိုမျိုးဟလာနောက်ထပ်နှစ်ကြိမ်လို့ဦးမှာဆိုတော့ကျွန်တော်ထင်တယ်ရာနှုံးကြီး အဲမှန်ကန်တဲ့မဲစင်းတွေထွက်လာလိမ့်မယ်နောက်တခါဟိုထွေဥကမြို့နယ်အချုပ်ကြီးမူလေးဆိုလူသားငယ်ပြီမလို့ဟာကျွန်တော်တို့ကတရားတရားပြပြောနေဖို့မရအချိန်မဟုတ်ဘူးတဲ့နိုင်ငံတော်အကြီးကြီးကမဲစင်းမှန်ဖို့အဓိကဖြစ်တဲ့အတွက်ကျွန်တော်မဲစင်းမှန်အောင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ချက်ချင်းလုပ်မယ်ဆိုရင်ချက်ချင်းလုပ် တာကိုတွေ့ရတယ်။နောက်ရွေးကောက်ဝေးကော်မရှင်ကလည်းတစ်ချင်းကိုပေါင်းစပ်ညှိနှိုင်းပေးတယ်။လဝကလည်းတော်တယ်။လဝကလည်းတခြားသူတို့မှရှိတဲ့ပုံစံ66တွေတစ်ချင်းပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်ပေးမယ်ဆိုပြီးမနေရကျွန်တော်တို့ discuss လုပ်ကြရအောင်နော်။ဆုံးနေကြညီနိုင်ကြတယ်အင်မတန်ဒါ positive ပေါ့နော်အင်မတန်ကောင်းတဲ့အလားအလာဖြစ်ပါတယ်အဲ့ဒါအဲလုတ်လုတ်ကင်ပြီးတဲ့ဟလာရေကောက်ဘွယ်ကော်မရှင်ရောလာဝကာရော ထွေဦးကောအားလုံးကို ချီးကျူးပါတယ်သူတို့ကပြောဟိုပါပေါ့နော်ပန်ကန်ရေးတာအမဲစင်ပန်ကန်ရေးအဓိကဖြစ်တယ်ဆိုပြီးတော့သူတို့အားထုတ်ပြီးတော့အမဲမနီစူးစမ်းဆောင်ရွက်နေကြတာကိုတွေ့ရတဲ့အတွက်ချီးကျူးပါတယ်ဟလာဒါကြောင့်မို့လို့လာမဲ့ဒါမျိုးကနှစ်ကြိမ်တောင်နောက်ထပ်ပြင်ဖို့အခွင့်အရေးရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အရာခိုင်နှုံးပြေမဲစင်နေမှန်ကန်သွားလိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်ဗျဟုတ်အဲ့ဒါလေးလာပြောတာဟုတ်လေးစပါတယ် အရင်လူတွေမကောင်းဘူးသူတို့လူတွေကတော့ကောင်းတယ်လို့အမွန့်တင်သွားပါတယ်တကယ်တော့အရင်လူတွေကလည်းသူတို့လူတွေပါပဲအဲဒါပေမဲ့အခုဗီဒီယိုထဲမှာပြောတဲ့ဆိုလိုရင်းကတော့ तू ပြောတာနည်းနည်းလွန်သွားလို့စကားဖတာပါစကားဖတယ်ဆိုတာအခုခေတ်လူငယ်တချို့ကြားဘူးချိန်မှာကြားဘူးပါလိမ့်မယ်စကားဖတယ်ဆိုတာစကားကိုဟိုပြောင်းဒီပြင်လှုပ်ပြီးတော့ပြောတဲ့သဘောပါဟိုစကားနဲ့ဒီစကားကိုဖလှယ်ပြီးတော့ပြောတဲ့သဘောပါစကားဖတယ်ဆိုတော့ဖဟာဖလှယ်တာကိုပြောတာပါ အခုဘူးလက်လှဆွေဟာအဲ့ဒီနီးကိုသုံးပါတယ်သူပြောတော့ငါပြောပြီကမှဟိုလိုတော့မဟုတ်ပါဘူးဒီလိုပါဆိုပြီးတော့ပြင်ပြောပါတယ်အဲ့ဒါမျိုးကိုစကားဖတ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့စကားဖတ်ရုံနဲ့မလုံလောက်ပါဘူးသူပြောထားတဲ့စကားကြောင့်ဖြစ်သွားတဲ့အပေါက်ကြီးကိုပြန်ဖာလိုက်ပါသေးတယ်ဖတ်ရုံနဲ့မကပါဘူးဖားပါတယ်ဖတ်ရုံနဲ့မကပါဘူးဖားပါဖားလိုက်ပါသေးတယ်ဖားဖားဖားသုံးမျိုးစလုံးကိုစက်တိုက်သုံးသွားပါတယ်ခုနေ့ကပဲစောက်သုံးမကြဘူးလို့သူပြောတဲ့ကော်မရှင်ကြီးဟာအခုချက်ချင်းသူတော်စင်ကြီးသူတော်ကောင်းကြီးဖြစ်အောင် ပြန်ပြောလိုက်ပါတယ်အဲ့ဒါဘူးလက်လှဆွေပါပဲအဲ့ဒါလိုတွေဖြစ်ပြီးတဲ့နောက်မှာဘူးလက်လှဆွေဟာသူပြောထားတဲ့ပထမဗီဒီယိုကိုပြန်ဖြစ်ပါတယ်ဒါပေမဲ့လက်လွန်သွားပါပြီထွက်ပြီးသားဒရေးကိုပြန်မျိုးလို့သာရချင်ရမယ် TikTok ပေါ်မှာတင်ပြီးသားဗီဒီယိုကိုအဲ့ဒါလိုပြန်ရုပ်သိမ်းဖို့ بوا ခတ်ဖို့ဆိုတာကမလွယ်လှပါဘူးအခုတော့ဘူးလက်လှဆွေပျောက်နေပြန်ပါတယ်သူ့ကိုခေါ်မင်းနေတယ်လို့လို့သူ့ကိုဖမ်းထားတယ်လို့လို့သတင်းတွေထွက်လာပါတယ်ဒါပေမဲ့တိတ်မခိုင်းပါဘူးဘူးလက်လှဆွေဆိုတာကလည်းအားလုံးသိကြတဲ့အတိုင်းအင်မတန်ညံနေညံနဲ့များပါတယ် ။တကြီးသမီးပြောက်သွားလို့ဖြာလိုက်တဲ့ဝင်ပုံးနေတဲ့ရွာသားအကြောင်းပုံမြင်ကိုအားလုံးကြားဘူးကြမှာပါ။တကြီးသမီးနဲ့ခိုးရလိုက်ပြတယ်လို့အထင်ခံရလေမနေဘူးဆိုပြီးတော့ဝင်ပုံးနေတဲ့ရွာသားလိုမျိုးဘူးလက်လက်ဆွေကမလုပ်ဘူးလို့ပြောလို့မရပါဘူး။တပတ်လောက်ကြာမှဘွားကနေပြန်ပေါ်လာပြီးတော့မင်းတို့မေတ္တာပို့ပေးမယ်ငါကဘာမှမဖြစ်ဘူးဆိုပြီးစောင့်ကြွားစောင့်ကြွားလှုပ်ပြခြင်းလှုပ်ပြနေဦးမှာပါ။ဖန့်ထားတယ်ဒါမှမဟုတ်ခေါ်စစ်နေတယ်ပဲထားပါဦး။ဘူးလက်လက်ဆွေကိုကြာကြာဖမ်းမယ်တော့မထင်ပါဘူး။ဘူးလက်လက်ဆွေကဥယဲထွတ်တို့ဒေါက်တာနေစုံမောင်တို့နဲ့တိတ်မတူပါဘူး။ ဘူးလက်လှဆွေကရာခိုင်နှုံးပြစ်စစ်အာဏာရှင်တယောက်ပါစစ်ရောကိုပါစစ်အာဏာရှင်ကိုအပြည့်အဝထောက်ခံနေတဲ့စစ်အာဏာရှင်တယောက်ပါအခိုက်မှာစစ်အာဏာရှင်အဖွဲ့ဝင်တယောက်ပါအခုသူယူထားတဲ့နေရာကလည်းကြက်ဖွတ်ပါတီရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌပါဗိုလ်မင်းအောင်လှိုင်ရဲ့စစ်အုပ်စုအတွင်းမှာလည်းအတွင်းပြိုကွဲမှုတွေကတနေ့တခြားဖြစ်နေတဲ့အတွက်အမာခံလူကနေတဲ့နဲလာနေပါပြီအဲ့ဒီလိုအချိန်မျိုးမှာအမာခံလူဘူးလက်လှဆွေကိုထောင်ထဲကြာကြာထည့်ထားတာမျိုးမလုပ်တော့ဘူးလို့ထင်ပါတယ် မှန်ပါတယ်ဘူလက်လတ်ဆိုအခုရိုက်လိုက်တဲ့ရိုက်ချက်ကတော်တော်ပြင်းပါတယ်စစ်အုပ်စုတစ်ခုလုံးကိုအရှိုက်ထိသွားတာအွန်ကနဲတောင်ကြားလိုက်ရတယ်လို့ပါပဲဒါပေမဲ့သူကစစ်အုပ်စုပြိုကျစေခြင်းလို့ရိုက်လိုက်တာမဟုတ်ပါဘူးသူ့ကိုကြိုးကြည့်ပြီးတော့ဆော်ထည့်လိုက်တာပါနည်းနည်းလက်စာများသွားလက်လွန်သွားတာပါဘူလက်လတ်ဆိုရဗိုလ်ချုပ်မင်းအောင်လှိုင်ကိုမင်းကဂျူနီယာပါကွာဆိုတဲ့အထာနဲ့ကြီးတဲ့တဲ့လောက်တာတော်တော်များပါပြီအရင်ကလည်းအမျက်တော်ရှပြီးတော့ခေါ်စစ်တာခံရဘူးပါတယ်ဒါပေမဲ့ဘူလက်လတ်ဆွေကိုတော့အထာထားလိုက်အောင်ပဲလို့ယူဆရပါတယ် ဘူးလက်လှဆွေကဥယျာထွတ်တို့ဒေါက်တာနေစိုးမောင်တို့ ਨੇ မတူဘူးဆိုရမှာဘာမတူဘူးလဲဆိုတော့ဘူးလက်လှဆွေကပြူစော့တိကောင်းဆောင်မှာဖိုးတွေနဲ့တားထောင်တို့ကိုအရှင်လက်လက်မီးရှို့တဲ့မြောက်ခရမ်းပြူစော့တိတွေဟာဘူးလက်လှဆွေတီထောင်ဖွဲ့စည်းပေးထားတဲ့ပြူစော့တိတွေပါဖိုးတွေနဲ့တားထောင်တို့မီးရှို့မခံရခင်ရပိုင်းလေးအတွက်မှာပဲသူ့ကိုဖမ်းမိထားတယ်လို့ဘူးလက်လှဆွေကလူမှုကွေရက်မှာတင်ခဲ့ပါလေတယ်ဖိုးတွေနဲ့တားထောင်ကိုအရှင်လက်လက်မီးရှို့တတ်ဖို့အမိန်ပေးတဲ့အထက်မှာဘူးလက်လှဆွေပါမပါတောင်မှ တိတ်ရှင်းရှင်းလင်းလင်းမရှိသေးပါဘူးအဲ့ဒီပူစောထွေးတွေဟာသူတည်းရဲ့ညွန်ကြနေတဲ့ပူစောထွေးတွေပါအဲ့ဒီရာဇဝမှုမှာသူပါမပါဆိုတာနောက်တစ်ချိန်စစ်ခုံရုံးနေမှာမေးခွန်းထုတ်เสียစုံစမ်းเสียဖြစ်ချင်ဖြစ်လာမှာပါဆက်အနာရှင်တွေမှာကုရမဲ့ကယ်ရမဲ့ဖြစ်နေတဲ့အချိန်ဒုက္ခရောက်နေတဲ့အချိန်မှာပြူစောထီးဖွဲ့ပြီးဆေးအုပ်စုကိုကြာကံပေးခဲ့တဲ့ဂျေစုဟာအလွန်ကြီးမားပါတယ်အဲ့ဒါလို့ပြူစောထီးနဲ့ဆေးအုပ်စုဆက်အနာရှင်ကို ကြားကံပေးခဲ့တဲ့ကျေးဇူးရှင်တွေထဲမှာဘူးလက်လှဆွေမင်းကင်မောင်မြင့်ကံဘလူဝါတော်ကပေါ့ကိုတော်တို့ပါဝင်ကြပါတယ်။အဲ့လိုလူမျိုးတွေကိုဆေးဥစုကကြာကြာဖန်ဆီးထောင်ချထားတာမျိုးလုပ်မယ်မထင်ပါဘူး။သူ့မှာဆေးဥစုစိတ်ဓာတ်အပြည့်အဝရှိတာကိုဖော်ပြတဲ့ဗီဒီယိုတစ်ခုကိုလည်းကြည့်ပါ။ဟိုကျော်မျိုးမြင့်ပြောလို့ပါ။ကျွန်တော်ဒီကောင်တွေတိတ်ပြီးတော့စကားထင်ပြောယူဒါပေမဲ့ပြောစရာရှိရလဲပါတီကိုထိခိုက်လာတော့လဲပြောရတာပေါ့နော်။အဲကြက်ခိုင်ပါတီရတဲ့ energy မပါဘဲနဲ့ ုက္ခပဲဝင်လို့ရှိရင်းနဲ့နိုင်သွားရင်တော့မှတက်ခိုင်ပါတီရဲ့အယူရှင်က0တဲ့လက်ကလေးတော့ပြတယ်0တဲ့တက်ခိုင်ပါတီအယူရှင်ကကျွန်တော်ပြောလိုက်မယ်ခင်ဗျာအဲ့ဒီပါတီဆိုဘယ်ဘယ်လိုဘယ်လိုဘယ်သူကောင်းစားလဲဒေါ်စုကြည်ဒေါ်စုကြည်မပါတဲ့ energy ဆိုတာလေအယူရှင်က0ကဲဒေါ်စုကြည်ဆိုတာကလေဘာကြီးရှင်းရှိလို့လဲ တော်စုကြည်ဆိုတာကလေဘိုလ်ချုပ်အောင်ဆန်းတမီးဆိုပြီးတော့ဒါမပြောရင်ဘိုလ်ချုပ်အောင်ဆန်းရဲ့တမီးတို့ကဘိုလ်ချုပ်နာမည်ကိုမတုံးရင်ဘိုလ်ချုပ်ဓာတ်ပုံတွေမတုံးရင်ဘိုလ်ချုပ်ရုပ်ထုတွေမတုံးရင်တော်အောင်ဆန်းစုကြည်အယူချရတယ်0ပဲအဲ့မင်းမှတ်တာကျော်မျိုးမင်းမှတ်တာမင်းအထင်ကြီးပါတယ်ဆိုရင် energy တော်အောင်ဆန်းစုကြည်ရဲ့အယူချက0ပဲတော်အောင်ဆန်းစုကြည်ကိုလွတ်တော်ထဲမှာဒေါင်းပေါ်ကလက်ဆောင်သွားပေးတာလေသူ့ပါပဲဒါပေမဲ့သူ့စိတ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ်မုံနဲ့အမုံကတိတ်ကြီးမှပါတယ်။အဲ့ဒီနေရာမှာဘုံမင်းအောင်နိုင်တို့ကြူကြူလှတို့နဲ့စိတ်ထားချင်းတထက်တဲပါတယ်။တကယ်တော့ NLD မပါတဲ့အကြံ့ဖွဲ့ပါတီဟာ0ပဲလို့ကျော်မျိုးမင်းကပြောတာဟာညံ့ညတာတာပြောတာနေမှာပါ။သူတို့ကဒီပုတ်ထက်ကဒီပဲအချင်းချင်းမို့ကို့ပေါင်ကိုတာတာထောင်းတဲ့သဘောပါ။တကယ်တော့ကြံ့ဖွဲ့ပါတီဟာ0မဟုတ်ပါဘူး။အနှုတ်ပြနေတဲ့ပါတီကြီးပါ။ပြည်သူကိုလဲမျိုးညစ်ပြီးတော့မဲပေးခိုင်းတာမျိုးမလို့ဖဲနဲ့မဲပေးခြင်းပေးမပေးခြင်းနေဖို့လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်သာပေးလိုက်စမ်းပါ။ အဲ့ဒါလို့ဆုတ်ဖြတ်ခွင့်ပေးလိုက်ရင်ကြက်ဖွတ်ပါတီဟာတပါတီတည်းပြန်ရင်တောင်မှအနိုင်မရနိုင်ပါဘူးအဲ2015မှာတုန်းကလုပ်တယ်လို့ဂျိုတင်မဲတွေကိုဆာလာအီဂျီတွေနဲ့ထုတ်ပြီးတော့မဲခိုးတာမျိုးလဲမလုပ်ဘူးဆိုရင်ပေါ့မြန်မာတိုင်းမှာစစ်တပ်ကမဲခိုးတယ်ဆိုတာအခုမှမဟုတ်ပါဘူးတည်မြဲတန်ရှင်ခက်ကလေးကပါအခုခေတ်ကြမှာသူတို့ကပြန်ပြီးတော့မဲစင်းမှန်မှန်လို့အာနာသိမ်းရပါတယ်ဆိုတော့ပြက်လုံးကြီးပါမီရတဲ့အပြင်လူအများအပြားငိုရကြရတဲ့ပြက်လုံးကြီးပါသွေးထွက်တန်ရောပြက်လုံးကြီးပါ စေအုပ်စုစစ်အာဏာရှင်တွေကိုပြည်သူလူထုကမုန်းတဲ့အမုန်းကတိတ်ကြီးပါတယ်။အဲဒါကြောင့်မဲမခိုးရင်အနည်းကျက်မဲမပေးခိုင်းရင်တပါတီတည်းပြောင်းရင်တောင်မှမနိုင်ပါဘူး။အဲဒါကိုသိလို့လေကွန်ပျူတာနဲ့မဲပေးတဲ့စနစ်ကို PR စနစ်တို့ဆိုတာတွေကိုလောက်တာပါ။ကွန်ပျူတာနဲ့မဲပေးတဲ့နေကမဲခိုးရတာပိုလွယ်ပိုကောင်းပါတယ်။အဲဒါကြောင့်လုတ်တယ်ဆိုတာရှင်းရှင်းလေးပါ။ဒါတော့ရွာတွေကိုမိရှုပြည်သူတွေကိုပုံကျဲအစုလိုက်ပြုံလိုက်တက်ပြတ်မရင်ကျက်ဆန္ဒပြတဲ့ပြည်သူတွေကို ပြစ်တန်လုံနေမှာတော့ပြည်သူကသူတို့ကိုမဲမဲပေးချင်တာအဆန်လားပြည်သူလူထုရဲ့စိတ်အုပ်စုပေါ်မှာမုန်းတဲ့အမုန်းကတိတ်ကြီးမှာပါတယ်အဲ့ဒါကြောင့်သူတို့တပါတီတဲ့ဝင်ပြိုင်ရင်တောင်မှပြည်သူကသူတို့ကိုမဲပေးမှာမဟုတ်ဘူးလို့ပြောတာပါဘူးလက်လက်ဆွေကိုကြာကြာဖမ်းမှာမဟုတ်ပါဘူးသို့မဟုတ်ဖမ်းကိုဖမ်းမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တာကသူဟာစစ်အာဏာရှင်စရိုက်ပြည်ပြင်းလွန်းလို့ပါစိတ်အုပ်စုစိတ်သက်ရှီလွန်းတဲ့သူမို့လို့ပါဒီမှာကြည့်ပါ ကျွန်တော်တို့ငငယ်ကဝအနေမှာဘကဘောက်အမုံးတိတ်တာဘကဘောက်အမုံးတိတ်တာကာတီချာစပလော်တီရဒီကောင်လေးပိုင်ဟန်ပါဆမ်းမှာကွက်ကွက်လေးပဲကြားလိုက်အဲ့ချိန်မှာရလိုက်လို့အမုံးတိတ်တယ်ကျွန်တော်အမုံးတိတ်တာကိုဘယ်သူတိတ်တယ်ဆိုတော့ UWS ရတိတ်တယ်ဒါကြောင့်မို့အခုဒီ2021ဒီတက်ဆိုင်ပေါ်လာတဲ့ချိန်မှာ UWS ရမပါဘူးမပါဘူး မပါတဲ့ခါကျ तू ဘောင်းအမုံးတိတ်ခံမှကြောက်လို့ तू ကကျွန်တော်တို့အမုံးတိတ်တဲ့ဟာကို तू ရောခံစားဘူးလေအခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပဲပြီးရင်တက်လာမဲ့အစိုးရတန်ခါကြီးအစိုးရတက်လာပြီဆိုရင်မလုပ်မယ်ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံကြီးခင်ဗျားတို့စောစောစီစီငင်းကြီးယူယူထားမယူလို့ကတော့အမုံးတိတ်မှာနော်ကျွန်တော်က PDF တွေပါနှစ်ဘဲတစ်ပြားဟိုငကားလို့လို့ဟိုပါဟိုဟို ပါတယ်အန်ခဲလို့ပါလို့အဲ့ဒီကောင်တို့တီကောင်လို့အဲ့ဒီကောင်တွေကိုမပြောဘူးနော်အဖမ်းပြောဘူးခင်ဗျအေအေရအစနော်အေအေ MNDA ကိုကကိုကတို့ခင်ဗျကုန်းကန်လောက်ကင်ချစ်ဆွေတော်တော်ပြီလေငကူနေရအဲ့ဘာသိန်းဒီကိုခိုင်နေလာလို့မနေနဲ့ငါတို့အမုံကြိတ်ရမင်းဆရာကြီးကိုသွားမေးလိုက် YouTube SE ကိုငါတို့ဘလို့ကြိတ်ရကအခုတတ်မတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုံကြိတ်ပါနော် ရွေးကောက်ပွဲပြီးရင်အမုန်းကြိတ်မှာခုလေးကမင်းတို့တေချာလေးအိမ်ချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပေးတာအခုຫນွေဦးဒေါ်လာရေးမှာ YouTube SA မပါရဲတာစစ်တပ်ကအမုန်းကြိတ်မှာကြောက်လို့မပါရဲတာလို့ပြောင်းထုတ်ပြောထားတာပါဝါရီရဲ့နေရက်ကိုဒရိတ်ဆွတ်ထားတဲ့စကားပါဝါရီကကြောက်လို့မပါရဲတာလို့ထုတ်ပြောထားတာပါအဲ့ဒါတွေမကပါဘူးရွေးကောက်ပွဲမတိုင်ခင်ငင်းချမ်းရေးမယူရင် ဝါကိုကအေးအကုန်လုံးကိုအပြက်ရှင်းပြမယ်လို့ပြောထားလိုက်ပါသေးတယ်။အဲ့ဒါဟာဘူးလက်လှဆွေတယောက်တည်းရဲ့သဘောထားမဟုတ်ပါဘူး။စစ်အုပ်စုတစ်ခုလုံးရဲ့သဘောထားပါ။ဘူးလက်လှဆွေကအာချောင်တတ်တဲ့သူမို့လို့စစ်အုပ်စုထုတ်မပြောသေးတဲ့စကားတွေပွန့်ထွက်လာတာပါ။စစ်အုပ်စုရဲ့စိတ်ထားအမှန်သဘောထားအမှန်တွေပွန့်ကြလာနေတာပါ။ဒါတွေကိုဝါကိုကတို့ကလည်းမသိတာမဟုတ်ပါဘူး။သိပါတယ်။ဝါနဲ့စစ်အုပ်စုကြားထဲမှာမသိချောင်ဆောင်ပြီးတော့လက်ဆွဲနှုတ်ဆက်နေကြတာပါ။စစ်အုပ်စုရဲ့ နံပါတ်1ရန်သူတော်ဟာဝါပါပဲတခြားသူတွေပြီးလို့ရှိရင်ဝါကိုချိန်မုံမယ်ဆိုတာအလုံးသိတယ်လျှို့ဝှက်ချက်ပါအဲ့ဒါလည်းမကပါဘူးပြည်သူလူထုအပေါ်မှာသူတို့ထားတဲ့သဘောထားကိုလည်းပြောလိုက်ပါသေးတယ်ကိုရဆိုင်လိုင်စင်လျှောက်တာတော့မှပြည်သူစစ်မှုထမ်းလက်မှတ်ပါမှပြမယ်လို့ကျွန်တော်အရင်ကပြောဘူးလေသတင်းမီဒီယာလုတ်ချင်တယ်သတင်းမီဒီယာလုတ်ချင်ပြည်သူစစ်မှုထမ်းလုတ်ပြီးပြီလားလုတ်ပြီးမှပြမယ်ဟာကျွန်တော်ကြော်ရင်ပါလားကြော်ရင်လည်းမရဘူး စစ်ဘူးထမ်းလိုက်မထမ်းရင်လာမလုံးနဲ့အဲမြင်းမြဲမှတ်တာခူရက်စဉ်းစားတာကြောင်တောင်တော့မလုံးနဲ့တကယ်တွေ့ပါနော်သူတို့အာနာရပြီးရင်ကိုင်ဟာဆိုင်တောင်မှစစ်ဘူးထမ်းပြီးသားလက်မှတ်မပြနိုင်ရင်လိုင်စင်ထုတ်မပေးဘူးလို့ပြောနေပါတယ်အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါတရင်သမားတို့တောင်မှစစ်မှုထမ်းမိသားလက်မှတ်မပြနိုင်ရင်လိုင်စင်ထုတ်မပေးဘူးလို့ပြောနေပါတယ်အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါ ဘူးလက်လှဆိုင်တဲ့စစ်အာဏာရှင်တွေရဲ့စိတ်ရင်းတိုက်ဆိုလို့ရှိရင်စစ်မှုထမ်းလက်မှတ်တာမပြနိုင်ရင်ရောက်ခမတောင်ထမင်းကျွေးခြင်းမုံမရပါဘူးတမတ်တောင်အိမ်နဲ့အဝန်ခံခြင်းမုံမရပါဘူးဘူးလက်လှဆိုင်တယောက်ရှိနေတာဟာပြည်သူတွေအတွက်တော့တော်တော်ဟန်ကြပါတယ်စစ်အုပ်စုရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းသိခွင့်မြင်ခွင့်ရပါတယ်သူ့လောက်ပေါ့ဟာစစ်အာဏာရှင်တွေအတွက်တော့တစိတ်ကလေးမခံကြည့်မခံတာဖြစ်ချင်းစရာပါငါတို့ကရှိရဖို့မင်းကနောက်ကအကုန်ဖော်နေတာလားဆိုပြီးတော့မျက်စောင်းထိုးမျက်မှန်ရှာမှာပါ စစ်အာဏာရှင်ဆဲအိုစုဟာသူတို့အကျိုးစီးပွားကိုရည်ရည်ရာရာလှုပ်လာလို့ရှိရင်ဇက်တူသားစားဖို့ဝင်မလေးတက်ဘူးဆိုတာကတော့အမှန်ပါဒါပေမဲ့အခုချိန်မှာဘူလက်လှဆွေတယောက်ဟာသူတို့ရဲ့ဂျေဇူးရှင်ပြူစောတိခေါင်းဆောင်တယောက်ဖြစ်တယ်လို့သူတို့အသုံးချစရာတွေလည်းအများကြီးရှိနေပါသေးတယ်ဒီလိုအချိန်မျိုးမှာတော့ဘူလက်လှဆွေကိုသူတို့ဇလန်းတွေကဆွဲမထုတ်လောက်သေးဘူးထင်ပါတယ်ဘူလက်လှဆွေကိုလောလောဆယ်မှာတော့ဇက်ခုံမော်ကဆွဲမချလောက်သေးဘူးလို့ထင်မိပါတယ်ခင်ဗျာ